ဲ့လိုပြောလို့ပတ်စံချီးတယ်ဆိုတာမျိုးမဟုတ်ဘူးเนาะပတ်စံမချီးဘူးသူ့ကိုပါနောက်နေ့လာချီးမယ်နောက်နေ့လာချီးမယ်ဒီကိုရီးယားတငယ်ချင်းချင်းချင်းဘလောက်ပဲချစ်ချစ်ပေါ့เนาะအရင်ရင်းနေတဲ့ငယ်ပေါင်းကြီးပေါ့တငယ်ချင်းနေရာဆိုအကုန်လုံးကိုပြောထားတယ်အဲပတ်စံမရှိမချီးဘူးတူမမချီးအဲ့မဂီလူပဲ official official ပါပဲမချီးဘူးတောင်းနေဆိုရင်တော့ကိုတက်နိုင်တဲ့ amount လေးလောက်ဆိုရင်တော့ပေးလိုက်တယ်ပြန်မဆက်နဲ့ လို့ချီးရဆိုဘာလို့လုံးနေလဲနော်ချီးရဆိုဘာလို့လုံးနေလဲမမျောမမျောလင့်ချင်ဘူးတရားစီကလေပေးလိုက်ပြီဆိုရင်ပြန်ရချင်တယ်မျောလင့်ချက်ရှိရတယ်နော်အဲ့တော့ဘယ်အောင်မှမမျောလင့်ချင်ဘူးပေးနိုင်ရင်ပေးနိုင်တဲ့အမောင်းတော့ပေးလိုက်တယ်ပြန်ပေးစရာမလိုဘူးအဲ့ဒါဆိုတပိုင်းဖြတ်သွားပြီပေါ့နော်ဟိုအတွေ့အကြုံရနေပြီဆိုရင်လည်းတပားတော့ကွာတာပေါ့အဲ့ဒါလေးကို ပဲဆရာစားမချင်ဘူးเนาะဒါသင်ပေးတယ်အများအားမှာအရှင်းနည်းနေပဲအများကြီးသူယူစရာရှိပါတယ်ဒါ idea တခုတည်းပေါ့ဒါ shooting ball ရောက်ရင်အဲဘလို့နေထိုင်ရမလဲဆိုတာစားဒါအများကြီးသူယူပါဘာလို့ဆိုတော့မကေကတပြိုနေတက်တယ်ဒီတို့ shooting မှာအကုန်လုံးကဟိုဘလောက်ပဲစိတ်ငြိမ်စိတ်ငြိမ်မကေတယောက်လည်းတော့ပြောနေတယ်အဲလိုမျိုးပေါ့เนาะဒါကြီးအတူယူစရာတွေပါပဲအများတော့ဟိုဟာ လို့ခေါင်းမလဲခန်းစားချက်မျိုးစုံပါတာပေါ့နော်ကိုရီတယောက်တည်းရဲ့ character ထဲမှာတော့အချစ်တွေလည်းပါတယ်အဲမုန်းနေလည်းပါတယ်ကြောက်စရာကောင်းတာတွေလည်းပါတယ်အဲ့လိုမျိုး character မျိုးကိုကဒီကားထဲမှာတည်ရောက်ဆောင်ပါတော့ပေါ့နော်အဲ့တော့ဒီကလေးနှစ်ယောက်မှလည်းသူတို့ရဲ့ mood အများကြီးရှိတယ်အဲ့တော့ဒီကားလေးကတာမန်ရိုးရိုးအာအိမ်တော်ကြီးကလည်းမဟုတ်ဘူးပေါ့နော် ချစ်တဲ့မုံနေအတတွေမာနတွေအဲ့ဒါတွေအပြိုင်အဆိုင်ကြောင်တဲ့တယောက်အဲ့လိုကောင်းမျိုးလေးပါအော်ကျွန်တော်ဒီကောင်းပါဗောနော်ဒါဟိုဟွာဗောဒီကောင်းမင်းတဲ့နေရာလေးပေါ့ပြူဆောင်ထားပါတယ်ဒါကတော့ကျွန်တော်ရဲ့မေမေဒီကောင်းတဲ့မေမေဖြစ်တယ်ဒါကတော့ကျွန်တော်ရဲ့ညီ မိတ်ဆက်လိုက်တာကျော်လင်းထပ်ပါကျွန်တော်ဒီစကားထဲမှာကျော်လင်းထပ်နဲ့ကျော်လင်းထပ်ပါဒီကစိုးကြမှာလားဆိုတော့ဒီကားထဲမှာတော့တရားမှမကောင်းဘူးကိုကိုယ်တိုင်မကောင်းဘူးပါလာတဲ့သူတွေအကုန်လုံးလည်းမကောင်းတကားလုံးကလူတွေကမကောင်းဘူးပေါ့နော်အဲဒါပေမဲ့ဘယ်လိုပြောရမလဲမကောင်းတာဒီကတရားနဲ့တရားပုံစံမတူဘူးပေါ့တရားပေါ်တရားမကောင်းတဲ့ဟာတွေကတရားနဲ့တရားကလေးကချစ်ကြတယ်ဟာတရားနဲ့တရားမာနာတွေတရားနဲ့တရားရုပ်မာတာတွေအဲ့လိုမျိုးတွေကတော့မတူဘူးပေါ့နော်ဒီသားတွေကိုဆိုလဲ အရန်စစ်တယ်ဒါပေမဲ့လည်းအဲကိုဘယ်လိုကောင်းလဲကိုရဲ့ဥစ္စာပစ္စည်းအဲကိုပိုက်ဆိုင်မှုကိုရနိုင်တဲ့ကိုရဲ့ဝေစုကအဓိကဖြစ်တယ်ပေါ့နော်အဲ့လိုဟာမျိုးသာသမီဆိုပေမဲ့လည်းချစ်တာချစ်တာပဲကိုဝေစုနဲ့အဲ့လိုပြောချင်တာကအာပတ်စံနဲ့ပတ်သက်လာရင်ပေါ့နော်အဲ့ဒီအချိန်ကြာရင်သာသမီလည်းမမြင်တော့ယောက်ျားလည်းမမြင်တော့ငါမငါငါပစ္စည်းငါဥစ္စာငါရရမယ်ဆိုတဲ့အတ္တတွေပေါ့နော်အဲအဲ့လိုမျိုး ကာရိုက်တာမျိုးပေါ့နော်အဲရှိရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ရုပ်ရှင်ဆိုတာကအပြင်အားဟာတွေကိုပဲအခြေခံပြီးတော့အာနည်းနည်းအလှည့်ပြောင်းလေးတွေလုပ်ပြီးရိုက်ထားတာဆိုတော့လေအဲ့မကြီးရှာပါပညာလေးရကြသေးလဲဒါဒီကားရဲ့အတွဲမှာဆိုလို့ရှိရင်တပိတ်ပါအောင်ဆက်ဟုတ်အများကြီးပေါ့နော်ဒါမကြီးရာကျွန်တော်တို့အဲအခုတို့ဟူးငငယ်သေးလေးတွေဟာဒါမင်းမီးဖြစ်နေမမွေးသေးဘူးလားသေးလေးသေးလေးသေးလေးတွေသေးလေးတွေအခုမှကြီးသွားတာအတက်အတက် အဲ့ဒါပေါ့နော်ဒါ why you need ဖြစ်တယ်ကျွန်တော်တို့လည်းဒါ air bag ပေါ့မှာအများကြီးတင်ပြပေးရပေါ့နော်ဒါအများကြီးသူ့ယူစရာရှိပါတယ်ဒါ idea တခုတည်းပေါ့ဒါ shooting ပေါ်ရောက်ရင်အဲဘလို့နေထိုင်ရမလဲဆိုတာအစားဒါအများကြီးသူ့ယူပါဘူးဒါဘာလို့ဆိုတော့ market ကတပြိုနေတက်တယ်ဒီကျွန်တော် shooting မှာအကုန်လုံးကဟိုဘလောက်ပဲစိတ်ငြိစိတ်ငြိ market တယောက်လည်းကပ်ပြောနေတယ်အဲ့လိုမျိုးပေါ့နော် ဒါရီအတူယူစရာတွေပါပဲအာဘယ်လိုမျိုးလဲဆိုရင်ဟိုရူနာအမပြောသလိုပဲပေါ့နော်အာသားတွေကိုချစ်တော့ချစ်တယ်ငွေကတော့ချင်းချက်ပေါ့ဒါပေမဲ့သားတွေကိုချစ်တဲ့အချိန်မှာဆိုတော့အရန်ချစ်တယ်အဲ့လိုပုံစံမျိုးဆိုတော့လေအမားတယောက်ဆောင်နေဆိုရင်ခါကြရင်ဒီမှာကျတော့အရန်မအေကိုထက်ဆိုင်ကားရဘက်ကကျတော့ပတ်စံကိုလည်းပို့ပြီးတော့သွားရပေါ့နော်မတ်တဲ့အပိုင်းကိုသွားရဆိုတော့ခါကြရင်အမားတယောက်ဆောင်နေတဲ့အချိန်မျိုးကြရင်အကိုအရန်ဂျူဆာအဲ့လိုမျိုးသားအဲ့လိုအရန်အာကိုပြစ်နေတယ် ကိုကမူကပြောင်းပြောင်းသွားအဲ့လိုမျိုးလေလိုက်ပြီးတော့အရန်တနာကနေအမေးအဲ့လိုမျိုးဖြစ်နေပြန်ပြန်လေးနေရအဲ့လိုမျိုးအဲဒါကတော့ shooting မှာကတော့အပြင်းနဲ့ဒီလိုပါပဲ။ဘာဖြစ်လို့ဆိုတော့အလုံလုံနေရတဲ့အချိန်မှာဘယ်ဟာမှစိတ်နှောက်ရှက်မဖြစ်ချင်ဘူး။ခေါင်းထဲကိုလည်းဘယ်ဟာမှ minus ဆိုတဲ့ကိစ္စမျိုးတွေမတွေးချင်ဘူးပေါ့ပေါ့။အဲအဲ့လိုဟာမျိုးတွေအတွေးတစ်ခုခုရောက်လာတယ်ဆိုရင်အလုပ်ပေါ်မှာပျော်လည်းမပျော်တော့ဘူး။စိတ်နောက်ရဖြစ်ရတယ်။ကိုလုပ်တဲ့အလုပ်ကိုလည်းအများကြီးထိခိုက်ရတယ်။ကိုကစိတ်နဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်ပျော်နေမှဒီအလုပ်ကိုအာရုံဝင်စားလို့ရတယ်။အဲနောက်ဆုံးဟို dialogue ချက်တာအဆပေါ့နော်။ဟို actor တယောက်အနေနဲ့ dialogue ရမှ idea ကိုထည့်လို့ရတာဆိုတော့ dialogue ကိုခေါင်းနဲ့မရောက်ရရတော့ဘလောက် အိုက်တင်မဲလာလာဘလို့မှလုတ်လို့မရအောင်အဲ့တော့ဒီသားမှာအိုက်တင်နေလို့ကမဲဆိုတဲ့အခန်းမျိုးတွေအများကြီးပါတယ်တယောက်နဲ့တယောက်ဟောစကားတွေအခြေခြေပြောရမယ်ဆိုတဲ့ဟာမျိုးက dialogue ကမေ့လို့မရဘူးပေါ့နော်အဲ့မေ့လို့မရတဲ့အတွက်အဲကိုကိုကိုပြောနေတယ်အဲဘသူပြောပြောမပြောပြောပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကကိုလုတ်ကိုလုတ်အောင်မအိုးသူများမပြောလဲဒီလုတ်ကရက်နေလို့မရဘူးလေအဲကိုမပြောလဲရက်နေလို့မရဘူး အဲဒီလောက်ကသူ့အတူဒီနေ့ဆက်စင်းရိုက်မယ်ဆိုရင်ဆက်စင်းကိုကြကိုကြရမှာဖြစ်တဲ့အတွက်အဲ့လိုကြဖို့ကလည်းကိုယ့်ပေါ်မှာပဲအများကြီးမူတည်တယ်ကိုယ့်ရဲ့စိတ်တွေပေါ်မှာမူတည်တာပေါ့နော်ကိုယ့်စိတ်ကပင်ပန်းနေတယ်ကိုယ့်စိတ်ကနွမ်းနေတယ်ကိုယ့်စိတ်ကမပျော်ဘူးဆိုရင်ဒီလောက်ကအာဒီလိုတစ်စင်းနဲ့ရိုက်နှစ်စင်းနဲ့ရိုက် reject အများကြီးဖြစ်တယ်ဆိုရင်အဲအလုံးမှာနှောက်နေလာမယ်ထိခိုက်လာမယ်ကိုကိုချောင်းပေါ့နော်အဲဒီလုပ်ငန်းကြီးကိုနှောက်နေတာမျိုးမဖြစ်စေချင်ပါဘူးအဲ့ဒါကြောင့်အများနဲ့ပြောပြနေရပါတယ် အဲအပြင်မှာတော့အဲ့လိုမျိုးတော့မဟုတ်ပါဘူးအပြင်မှာကတော့ကိုကပတ်စံလည်းအဲ့လောက်အရင်ချမ်းသာတယ်ဒီမျိုးမဟုတ်ဘူးလေဒါပေမဲ့ဟိုရှိတဲ့အနေထားလေးကိုတော့ညီကုံမောင်နှမလိုအပ်တဲ့သူပေါ့နော်အဲ့လိုမျိုးလေးလေးဆိုရင်တော့အမကကူညီတတ်တဲ့သူပါဟို အဲ့လိုပြောလို့ပတ်စံချီးတယ်ဆိုတာမျိုးမဟုတ်ဘူးเนาะပတ်စံမချီးဘူးသူ့ကိုပါနောက်နေ့လာချီးမယ်နောက်နေ့လာချီးမယ်ဒီကိုရီးယားတငယ်ချင်းချင်းချင်းဘလောက်ပဲချစ်ချစ်ပေါ့เนาะအရင်ရင်းနေတဲ့ငယ်ပေါင်းကြီးပေါ့တငယ်ချင်းနေရာဆိုအကုန်လုံးကိုပြောထားတယ်အဲပတ်စံမရှိမချီးဘူးသူ့ကိုမှမချီးဘူးမလိုအပ်ရင်တခြားသူတွေသွားချီး။ဘာဖြစ်လို့ဆိုတော့ပတ်စံကြောင့်ခင်မင်မှုတွေမပြတ်ချင်ဘူး။ချစ်တဲ့တန်ရောစင်တွေ မကုံချင်ဘူးပေါ့နော်အဲ့ဒီတွက်လည်းဘယ်တငငချင်းမှလည်းကိုယ်စီရမချီဘူးကိုကလည်းဘသူစီရမှပတ်စံမချီဘူးမင်းကဆက်ဆက်မင်းကမချီးပါဘော obviously obviously တို့မချုံဘူးတာနာကရအများကြီးပဲနော်အဲ့အဲ့ဘောဘာရှိကိုလည်းကြားနေရတာပဲနော်ဘာဝင်းကျင်မှာလည်းအဲ့လိုပတ်စံချီးလိုက်လို့ဟိုတငယ်ချင်းချင်းချင်းစိတ်ဝမ်းကွဲရတာတွေမခေါ်နိုင်တာတွေမပြောနိုင်တာတွေအဲ့လိုမျိုးတွေဖြစ်သွားရင်ဟိုနှစ်တွေကြာကြီးပြုစုပြုထောင်လာတဲ့ခင်မင်မှုတွေတန်ရောစင်နေရဘာနဲ့အာ ခဏလေးနဲ့ချက်ချင်းပျက်စီးသွားကြတာလေအမအဲ့လိုမျိုးမဖြစ်ချင်ဘူးပေါ့နော်ဒါပေမဲ့ဒီကားထဲမှာတော့အဲ့လိုသားတွေအားစအဲပတ်စံနဲ့ပတ်သက်လာရင်တို့ကအမေဆိုတာလည်းမရှိခဲ့ဘူးဒါဆိုတော့ သားလေးပြပြလိုက်ရောဟုတ်ပါဘူးကျွန်တော်ကဖိတ်ချင်သေးကိုယ်ရည်လေးပူဖိတ်ပေါ့နော်ဟိုအဲ့သဘောပါပဲကျွန်တော်တို့အထင်မလဲပါနဲ့အထင်မလဲပါတကူးဆိုရှယ်ယာရှုံးနေဆိုရင်သူများကဝယ်ပါလေအဲ့တော့မဟုတ်သားတွေကယူလိုက်တယ်အမေရှယ်ယာအဲ့လိုမျိုးဖိတ်ချင်သေးကိုယ်ရည်လေးပူဖိတ်အမေကလည်းမရဘူးဘယ်သားသားကဝယ်လဲလက်မခံတရားမှာငါပိုင်ဆိုင်မှုကငါနာမည်ပဲဖြစ်ရမယ်အဲ့အဲ့လိုမျိုးပေါ့နော်အမှန်ဆိုရင်အပြင်မှာဆိုရင်တကယ်သာသားမိတွေချစ်တယ်ဆိုရင်လည်းအဲအားစီရောက်သွားလိုက်တာဘာမှမဖြစ်ဘူးလေနော် အမေပစ္စည်းသားကတော့တားစီရောက်มาပဲတနေ့တစ်ချိန်ကိုမရှိတဲ့ချိန်လဲသူတို့ရောက်มาပဲဆိုတော့အတွေ့လေးအတွေ့မိအဲအဲ့လိုဖြစ်စရာမရှိဘူးဒါပေမဲ့ဒါကရုပ်ရှင်ဆိုတော့ဇလန်းတွေကလည်းအဲ့လိုဖန်တီးมาဖြစ်มาဆိုတော့လဲအဲ့လိုကိုပိုက်ဆိုင်မှာကိုပိုက်ဆိုင်မှာတားတွေလည်းမပေးနိုင်ဘူးယောက်ျားလည်းမပေးနိုင်ဘူးသိရမလားအဲ့အဲ့လိုမျိုးတွေအဲတားတွေကလည်းဒီပတ်စံနဲ့ပတ်သက်လာရင်လည်းအဲ MA ဆိုတာလည်းမရှိဘူးတခါတလေလည်းသိရမလားဟိုဒီ အမေမျောလင့်နေတဲ့အရာတခုတည်းသူကဝင်လူကျင်လဲလူနေတယ်ပေါ့နော်အဲအဲ့လိုဟာမျိုးတွေအများကြီးပါတယ်အဒီမှာကဒီမှာကဆုံးနေမဆုံးဘူးဆိုတာထက်ကိုဒီပစ္စည်းကိုဘသူရရေးဆိုတဲ့ဟာအဲ့အဓိကပေါ့နော်ပစ္စည်းကိုဝိုင်းပစ္စည်းကိုဝိုင်းကြပါနော်ဘရက်တည်းဘရက်ဘရက်ပစ္စည်းကိုဘရက်ဘရက်အတ္တကြီးတဲ့ပြသားစုအဲအတ္တကတကားလုံးလူကြီးရတကားလုံးမှာပါတဲ့သူတွေအကုန်ကြီးရပဲအာဟိုဘက်အချမ်းကမိသားစုကလည်း အတအရန်ကြီးတယ်အဲကိုနေနေတဲ့နေပြိုင်ဆိုင်တာမဟုတ်ဘူးသူတို့အတွင်းထဲကမိသားစုချင်းချင်းသမီးနဲ့အမေအဲမိန်းမနဲ့ယောက်ျားအဲ့ဒါတွေအကုန်လုံးကအတကြီးပြိုင်နေကြတာပဲမရှိပါဘူးသူတို့တွေအဲ့လိုမေလို့ပါပဲအဲ့မှာကကြောက်လဲအမပဲပြီးတော့ပေါ်ပြစ်ပါတယ်နော်အမကြီးလည်းတော့မလုပ်ပဲပေါ့အင်းဘာကြီးလိုလဲတော့ပါတယ်နော်ဘာကြီးလိုပဲခေါ်ပါတယ် ဒါသူတို့အနေနဲ့ကအမကရှေ့ကားမှာလည်းရိုက်ခဲ့ပြီးပဲပေါ့နော်ရိုက်ခဲ့ပြီးတော့အဲရှေ့ကားထဲပို့ပြီးတော့ဒါအမှန်တိုင်းပြောရရင် ရှေ့ကားထဲပို့ပြီးသူတို့ကဒီကားမှာ item ပို့ကောင်းလာကြတယ်အာ ไอเดียတရားမှာไอเดียကောင်းဖို့ဆိုတာကလည်းသူတို့ကလောက်ွက်ရဖို့လည်းလိုတာပေါ့လောက်ွက်ရတဲ့ character ဖြစ်မှာပဲသူတို့လည်းသူတို့တတ်တဲ့ပညာကိုထုတ်ပြခွင့်ရမှာလေအဲကိုကိုလာပေးတဲ့ character ကလောက်ွက်မရဘူးဆိုရင်လည်းသူတို့ဘလောက်တော်တော်တတ်တတ်လောက်ပြခွင့်မရဘူးပေါ့နော်ဒါပေမဲ့ဒီကားမှာသူတို့နှစ်ယောက်ဆိုတော့လောက်ပြခွင့်ရကြတယ်အဲလောက်ပြခွင့်ရကြတဲ့အတွက်သူတို့လောက်နိုင်တဲ့ ဟာပေါ့နော်အဲအကယ်လို့လိုအပ်တယ်ဆိုလဲအမနဲ့ရိုက်တဲ့ခန်းတိုင်းရတော့အမလိုအပ်ရင်တို့အကုန်လုံးပြောပြတယ်ဘယ်နေရာဆိုရင်တော့ဒီလိုလေးလောက်ပါသားရေးဘယ်နေရာဆိုတော့ဘလူးတင်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေတော့တို့ပြောပြပါတယ်တို့ကိုနဲ့ရိုက်တဲ့အခန်းကြီးအကုန်လုံးကတော့တို့ကအရင်ထက်ပိုတော်လာတယ်လို့ကိုယ်စိတ်ထဲမှာခံစားမိတယ် အဲဆင်းနေပါရီမှာဆိုရင်လည်းအမအမြဲတမ်းသင်ပေးတယ်တခုဆိုတော့ဆိုဒီ5231 action ကိုကျွန်တော်ပြောမဲ့ dialogue ရှိတယ်လူဘယ်နှယောက်ရှိလဲအဲ့လိုဆိုတခါကင်မရာဘက်လက်တယ်အဲ့လိုဆိုရင်မဟုတ်ဘူးအမအဲကင်မရာကိုကြောပြင်ပေးထားမယ်ပြောကန်ဒီကြာမှာလှည့်လိုက်မယ်အဲအဲ့လိုမျိုး item ယူလို့ရတဲ့ဟာမျိုးတွေသူဆိုတခါတလေအဲ့မမတို့နဲ့တခါတော့ဆိုရင်သူဆိုဘာမှမပြောဘာမှမပြောရပဲနဲ့ အမမပါဘူးပေါ့နော်။ तू ကသူရိုက်တဲ့အခန်းဆိုရင်အမထိုင်ကြည့်နေတယ်။အဲ तू ဆိုဘာမှလည်းစကားပဲပြောအောင်ဒီလမှာမတည့်ရနေရတယ်။အဲ့နဲ့သူ့ကိုကက်ဆယ်တဲ့အချိန်မှာသွားပြောလိုက်တယ်။ဒါအဲ့လိုတော့ဟိုမတက်ကြည့်ရတောက်လျှောက်မရက်နဲ့တခါတလေလည်းဘေးဆောင်နေတခါတလေကြောပေးတခါတလေကျမှပြန်ပြီးတော့ကြောပေးပြီးလှည့်ကြည့်ပေါ့နော်။ကို movement အိုက်တင်ရတာပေါ့ဒီလိုမျိုးကြီးမတက်ကြည့်ရနေတဲ့အချိန်ကျတော့ကိုဘာမှလောက်ွက်မရှိလဲ။အဲဒီလိုရက်နေဖို့ အဆင်မပြေဘူးလေအပြင်းမဆိုရင်ဒီလိုရက်နေပေါ့နေချမနေမှာပေါ့ဟိုလှုပ်ချင်တယ်လှုပ်မှာပေါ့ရုပ်ရှင်ရိုက်လို့ဒါကိုကဒီနားမှာရက်ဆိုရင်ရက်နေရတာလေဟောအဲ့အတွေးကိုလည်းနည်းနည်းဖယ်ခိုင်းတာပေါ့နော်သူဟိုအတွေးကြုံရနေပြီဆိုရင်လည်းသဘာကတော့ကွာတာပေါ့အဲ့ဒါလေးကို เออเสียซ้ําไม่ฉันเนาะดาตื่นไปได้อเมริกามาเนาะซินี่นี่แหละอ๋ออะลูกเราไม่ใช่หรอกเพราะฉะนั้นโหว่าอะกูก็ญีรอ2รอบแล้วอเมริกาส่งเนี่ยซินี่ก็ดาแล้วเปียต้ามี่ฌาเนี่ยมาผิดเป็ดเนี่ยอ่ะမျိုးเว้ยဆိုတော့อ่าตูเนี่ยกูเนี่ยอเปี่ยมมาหมดว่ะဒီมาต้าต้าอเมริกาเว้ยဆိုတော့ไอ้หลูမျိုးมันผิดว่ะกูเนี่ยคาแรคเตอร์ของกูก็กางซ้อมปုံๆใช่อ่ะแล้วแมกกี้ลูกอ่ะคอมมิชั่นคอมมิชั่นมาเว้ยไม่จริงอ๋อต้องเนี่ยဆိုရင်တော့กูตัดไหนเนี่ยอหม่องนี่แล้วဆိုရင်တော့ปี้ไล่เลยเปลี่ยนไม่เสร็จเนี่ย လို့ချီးရဆိုဘာလို့လုပ်နေလဲနော်ချီးရဆိုဘာလို့လုပ်နေလဲမမျော်လင့်ခြင်းဟိုတရားစီကလေပေးလိုက်ပြီဆိုရင်ပြန်ရခြင်းနဲ့မျော်လင့်ချက်ရှိရလေနော်အဲ့တော့ဘယ်အောင်မှမမျော်လင့်ခြင်းဟိုပေးနိုင်ရင်ပေးနိုင်တဲ့အမောက်လောက်ပေးလိုက်တယ်ပြန်ပေးစရာမလိုဘူးအဲ့ဆိုတပိုင်းဖြတ်သွားပြီနော်အဲဒီမြလေးကတစားကားတွေလည်းမတူခန်းစားချက်ပေါ့ဘောင်းဆောင်ပါတဲ့အတွက်ပေါ့နော်အာဒီကလေးတွေကလည်းအရန်ကိုစူးစမ်းထားပါတယ်အဲ့တော့အဲ Canne Plus မှာ ဘယ်နေ့နေတာပါလဲအာ16ရက်နေ့ဆက်ပြောလိုက်လေဒီလ16ရက်နေ့ကြာရင်ခန္ဓာဘက်မှာကြီးရှိလို့ရပါပြီဆိုတော့ညာဆက်တာပြည်တယ်နော် ညာကြီးလည်းစူးစမ်းထားကြရတယ်ဖိတ်ပြီးတော့လည်းအရင်ကောင်းတယ်ဟမ်ပြီးတော့ကျွန်တော်ခုနပြောခဲ့သလိုမျိုးပဲပေါ့နော်အဲ့ဒီမှာဘာရှိမလဲဆိုတော့ဒီ post လေးစတင်ကြရပေါ့နော်လို့ပေါက်တယ်ဇက်ကြံကားဆိုပြီးတော့လည်းမျိုးလေး living ညစ်တယ်ကျိုးတုတ်တယ်အဲ့လိုမျိုးလေးနေပေါက်တာလေးအဲ့လိုဆိုဒီတက်ဒီတက်ပို့ပြီးတော့ကြမ်းမဲ့ရလေးအများကြီးပါတယ်လူတွေရဲ့အနဲ့အပြောင်းနေအဲ့လိုမျိုးလောဘဒေါသမောဟတွေအကုန်လုံးမြင်ရမှာဆိုတော့အားလုံးကစိတ်ဝင်စားနေအားပေးဖို့အတွက်လည်းဖိတ်ပါကျွန်တော်ဖိတ်ပါ